ထေယူဆိုထားလဲနမ်ဘဲဘောလာခဲလမ်းမကြီးကိုယာယီပိတ်ထားပါရဲ့နိုဝင်ဘာ9ရက်နေ့တည်ရတဲ့တရင်ကတော့ကရင်နီပြည်နယ်ဖြူဆိုထားလဲနမ်ဘဲဘောလာခဲလမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်နေတယ်လို့တည်ရပါတယ်ထေယူဆိုမြို့နယ်တွေကမြမစစ်တပ်ကဖြူဆိုထားလဲနမ်ဘဲလမ်းမကြီးဘက်ဦးတည်ပြီးစီးရေလှောက်ရှားလာတာကြောင့်မြေပြင်စီးရေချေနေရလမ်းမကြီးကိုမနှက်ဖြန့်နိုဝင်ဘာ6ရက်ကစားပြီးဖြတ်တန်းတာမလုပ်ဖို့တတိပေးထားပါတယ် အော်တိုဘာပထမဘက်လောက်ကတည်းကစစ်တပ်ကထိုးစစ်တွေရထားတာအခုလဆကစားပြီးပြန်ထိုးလာတာပေါ့အဓိကတော့ဘောလက်ခဲကိုစစ်ကြောင်းမပေါက်သေးတော့ရွေးကောက်ပွဲလို့ကိုခက်တဲ့ခြေအနေဖြစ်နေတာတော့ကိုစစ်တပ်ဘက်ကအချစ်မနေတိုးချင်တာလို့စီရီတရင်ကပြောပါတယ်။နိုဝင်ဘာ3ရက်ကစားပြီးဖျူဆုံမြို့နယ်မာခရော်ရှိကြီးရွာဘက်ကနေထားလေကြီးရွာဘက်စစ်ကြောင်းထိုးလို့ရှာတာတွေကြောင့်ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားနေတယ်လို့သိရပါတယ်။မြေပြင်စစ်ရေးခြေအနေတွေကြောင့်ဖျူဆိုထားလေနဲ့ပဲလက်မကြီးပါဝင် လမ်းမကြီးအပေါ်ခက်တန်းသွားလာရမယ်လမ်းတွေတွေအလုံးကိုရက်ကန်တက်မရှိပိတ်ထားတယ်လို့သိရပါတယ်။ခရင်နီဘီနယ်တွင်းနဲ့ပြည်နယ်တစ်လျှောက်စီရဲ့ခြေနေအရလွန်ကော်ဒီမော့ဆိုဖျူဆိုဘောလာခဲနဲ့ရှမ်းဒရင်နီနယ်ဆက်ဖေကုံမြို့နယ်တွေမှာစစ်တပ်ကစစ်မျက်နှာကားကိုဖွင့်ပြီးထိုးစစ်ဆင်နေတယ်သိရပါတယ်။ဖျူဆိုမြို့နယ်မှာမြန်မာစစ်တပ်ရဲ့အမှတ်၄တက်မြင့်စီရေးလေ့ကျင့်ရေးကျောင်းအမှတ်930တဲ့ခြေမြန်တက်ရင် ခမရ930တဲ့နဲ့ခမရ428မှာအဲ့ဒီလို့ရှိပါတယ်။ ။ဘောလာခဲမှာလည်းခြေချစစ်ဗျူဟာအပြင်အမှတ်၄၂၀ကိုခြေမြန်တက်ရင်ခမရ၄၂၀ကိုခမရ၄၃၀နဲ့ခလိုက်ကရုံရ၃၀ခုနဲ့တရင်တွေအပြင်ရပါခအရှိပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတရင်တွေရောက်နေလို့သိရပါတယ်။ကရင်နီပြည်နယ်မဲဆက်ပါဆောင်နဲ့ရှားတော့မြို့နယ်ကလွဲလို့ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပါတယ်။နိုဝင်ဘာ6ရက်နေ့သိရတဲ့သတင်းကတော့စစ်ကိုင်းတိုင်းဘူဒလင်မြို့နယ်အတွင်းစစ်ကြောင်းနဲ့ PDF များ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။နိုဝင်ဘာတရက်မနေ့၈နာရီခွဲခန့်ကမုံရွာနောက်မြောက်တိုင်းစစ်ဌာနချုပ်ကာကင်းဖြစ်နေထိုင်ချတဲ့ဆွဲထားတဲ့ပူဒလင်မြို့နယ်ဇီရိုကျေးရွာကမြမစစ်တပ်နဲ့ပြူစောတိပြည်သူစစ်တွေဟာအင်အား90ခန့်နဲ့ပူဒလင်မြို့နယ်တောင်ပချမ်းကိုဝင်ရောက်လာခဲ့ပါတယ်။စစ်ကြောင်းကဘိုးကုန်းလန်ခွဲနီးရောက်မှာတော့မုံရွာခိုင်ပကကထူးတက်ခိုင်ရေးလက်ယုံတပ်ဖွဲ့ကပြင်ဆင်ထားတဲ့မိုင်းကွင်းနဲ့ရောက်မှာတော့စစ်ကြောင်းနဲ့ PDF အခွဲရဲ့မိဖက်တော်လန်ရေးဖွဲ့စည်းတွေကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့လေ၁၀မိနစ် ခန့်ကြပြန်လည်တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ဇီရိုကြေးရွာကိုစစ်တပ်ကပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။နိုဝင်ဘာ9ရက်နေ့လယ်ပိုင်းကလည်းအဲ့ဒီစစ်ကြောင်းဟာအင်အား60လောက်နဲ့ထပ်မံထွက်လာလို့တိုက်ပွဲထပ်မံဖြစ်ပြီးစစ်တပ်ကအခြေပြုထားတဲ့ဇီရိုရွာမြောက်ဘက်ကစစ်တပ်အထိုင်းစခန်းအထိ PDF ဘက်ကလက်နက်ကြီးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲပြီးနောက်စစ်တပ်ကပြန်လည်ဆုတ်ခွာသွားကြောင်းမုံရွာခရိုင်အဖွဲ့ကတာဝန်ရှိသူကပြောပါဗျ။ အဲ့ဒီစစ်ကြောင်းဟာမုံရွာနမခနဲ့ဖူဒလင်မျိုးကြားနေမြေရှင်နေရေးလို့ပို့ရည်ရွယ်ပုံရကြောင်းအရင်ကမုံရွာနမခကနေလာလိရှိပေမဲ့2025အောက်တိုဘာ28ရက်ကစားပြီးဖူဒလင်မျိုးနယ်တောင်ကျန်းက0ရွာမှာထန်ချတဲ့ဆွဲကနေမြေရှင်လင်းတဲ့သဘောဖြစ်ကြောင်းမုံရွာ KIA PDF အဖွဲ့ကတာဝန်ရှိသူကပြောပါတယ်0ကြီးရွာမှာထန်ချတဲ့ကိစ္စကိုလည်းမုံရွာကျောက်ကတောင်ရွာရွှေပူနီဖျားကြီးနဲ့အနီးတစ်ဝိုက်မှာအခြေပြုတဲ့လိုမျိုးလုံးဝပြန်မခောက်တော့မဲ့ခန်းစစ်တေပုံစံမျိုးနဲ့မုံရွာ နမခဖို့ကာကင်းထုတ်ထားတာဖြစ်ပါလိမ့်မယ်လို့အထက်ပါတာဝန်ရှိသူကသုံးသပ်ပါတယ်။အဲ့ဒီစစ်စင်ရေးတွေကိုမုံရွာခရိုင် PDF အဖွဲ့ရဲ့အထူးတိုက်ခိုက်ရေးလက်ယုံတပ်ဖွဲ့ချင်းတွင်ပြသားကဝီးဆောင်ပြီးမုံရွာခရိုင်အမတ်ဆဲ့လေးတရင်ဘူဒလင်တဖန့်ဖို့ဗန်ဒူလာတဖန့်ဖို့ဖတ်တယ်ဒီမိုကရေစီဖို့ဘာမာအာမီဘိုလက်ကောက်အဖွဲ့ SRS အဖွဲ့တောင်းပြောက်ကြအဖွဲ့အုပ်ကြီးနယ်အဖွဲ့နင်ဂျာအဖွဲ့တို့ကဥပပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။